ီနေ့ကျမတို့အတူတူလီလာဆွေးနွေးကြမြအကြောင်းအရာတော့လေကျမတို့အားလုံးရဲ့နေစဉ်ဘဝနဲ့တိုက်ရိုက်ပတ်သက်နေတဲ့ခေါင်းစဉ်တစ်ခုပါရှင်မကြတိခင်ကမှကြုံလက်ရတဲ့အပူလန်းတွေရုတ်တရက်ရွာချလိုက်တဲ့မိုးကြီးတွေနေရာနန်းမကြားနေရတဲ့သဘောဝပီးရင်တဲ့တရင်တွေကကျမတို့ကိုစဉ်းစားစရာတစ်ခုပေးနေပါတယ်ဟုတ်ပါတယ်ခင်ဗျာတိပံပင်နာရှင်တွေကတော့ဖန်လွန်အိမ်တက်ငွေတွေကာဗွန်ထုတ်လွှတ်မှုတွေကြောင်းပြောကြတယ်ဒါပေမဲ့ဒီပြဿနာတွေရဲ့နောက်ွယ်မှာ အဲ့ဒီချက်ဘိုးနဲ့နဲ့အကြောင်းတရားတစ်ခုရှိနေနိုင်မှာလား။အင်းဒီနေ့ကျမတို့လေ့လာမယ့်ဗုဒ္ဓစာပေဆိုင်ရာအချက်လက်ထီထဲမှာစိတ်ဝင်စားစရာယူဆတစ်ခုကိုတွေ့ရပါတယ်။အဲ့ဒါကတော့ယာဒီဥရဖပြံမှုရဲ့အရင်မြစ်ဟာကျမတို့ရဲ့စိတ်ယုံတွေမှာမဟုတ်ဘဲကျမတို့ရဲ့စိတ်နှလုံးသားထဲမှာရှိနေတယ်ဆိုတာပါပဲ။ဟုတ်ပါတယ်။ဒါကတော်တော်လေးကိုအခြေခံကြတဲ့ရှုထောင့်တစ်ခုပါ။ဒီနေ့ခင်မှာ ကျွန်တော်တို့ကပြဿနာရဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းတရားတွေကိုပဲအာရုံစိုက်နေကြတာလေ။ဟုတ်ကဲ့။ ဥပမာရေခဲတောင်တွေအေးပြိုတာတို့ပင်လယ်ရေမြင့်တာပြင်းမြင့်တက်လာတာတို့ပေါ့မှန်ပါတယ်အဲ့ဒါတွေကပြဿနာရဲ့လက္ခဏာတွေ symptoms တွေပေါ့ဒီနေ့ကျွန်တော်တို့လေ့လာမယ့်အချက်အလက်တွေကအဲ့ဒီလက္ခဏာတွေရဲ့နောက်ွယ်က symptoms root cause ကို တူးဆောက်ကြည့်မှာပါလူသားတွေရဲ့စူပေါင်းစိတ်အစ်စင်ကိုကျင့်တရားနဲ့တဘာဝလောကကြီးကြားကမမြင်ရတဲ့ဆက်နွယ်မှုကိုဘုဒ္ဓဒေသနာတွေကဘလို့ထောက်ပြထားတယ်ဆိုတာကို အဓိကထပ်ဆွေးနွေးသွားမှာပေါ့နော်အတိအကျပါပဲခင်ဗျကောင်းပါပြီရှင်ဒါဆိုရင်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်ဆွေးနွေးမှုတစ်ခုခေလာမှာပါယာတီဥရုဖောက်ပြန်တာကိုကျွန်တော်တို့ရဲ့စိတ်နဲ့တကယ်ပဲထိန်းချုပ်လို့ရသလားဒါမှမဟုတ်ဒါကတင်စားပြောဆိုမှုတစ်ခုလားဒီအကြောင်းကိုအရင်မေကနေစပြီးနက်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 ဆွေးနွေးကြည့်ကြရအောင်ပထမဆုံးကျွန်တော်တို့သိရတဲ့အချက်လက်တွေထဲမှာအင်ကူတို့ပါဠိတော်ကအတမိကတုအကြောင်းပါလာပါတယ်ဒီတုတ္တမလူရည်ကိုချင်းတရားပြည့်ရင်းလာမှုကရာသီဥတုဖောက်ပြဲမှုကိုဒိုက်ရိုက်ဖြစ်စေတယ်လို့ဆိုထားတယ် ဟုတ်ပါတယ်ဒီအချက်ကိုနည်းနည်းလေးပို့ပြီးရှင်းရှင်းလင်းလင်းဖြောင်းပြောပြပြီးလို့ရမလားရှင်ဒီဆက်ဆက်မှုကဘယ်လိုပုံစံနဲ့ဖြစ်ပေါ်လာတာပါလဲဒီသို့တမှာရှင်းပြထားတဲ့ပုံစံက domino effect လို့ပါပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့အဆင့်ဆင့်တက်ရောက်သွားတာပါဩတစ်ခုလုံးရင်အကုန်လိုက်လုံးသွားတဲ့ပုံစံမျိုးပေါ့ဟုတ်ပါတယ်အစပြုတာကတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းဆွေရစားတွေကဆလုပ်အုပ်ချုပ်ပြီးသူတွေအထိမတရားမှုတွေအဓမ္မတရားတွေမှာပျော်မွေ့လာကြတယ် ကိုကျင့်တရားရဲ့အခြေခံအုံမြင့်တွေရင်နေလာတာပေါ့ဆိုတော့အုတ်ချုပ်သူတွေကိုကျင့်တရားကအဓိကကြတယ်ဆိုတဲ့သဘောမျိုးလားရှင်အတိကြပါပဲခေါင်းဆောင်ပိုင်းကမတရားတဲ့အခါအဲ့ဒီမကောင်းတဲ့ဆွေရင်ကအုတ်ကိုတစ်ဖြစ်ဖြစ်စိတ်ဝင်သွားပြီးလူအဖွဲ့အစည်းတစ်ခုလုံးကိုလွှမ်းခြုံသွားတယ်လို့ဆိုလိုတာပါစိတ်ဝင်စားစရာကောင်းတာကဒုတိယဆင်ပါအဲ့ဒီလိုလူတွေရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးခေါ်တွေအဓမ္မတရားတွေပြည့်နှက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့စုပေါင်းစိတ်လိုင်း collective negative energy တွေက တဘာဝလောကရဲ့ဟန်ချက်ကိုပါတော်ပြီးထိခိုက်စေတယ်လို့ဆိုပါတယ်။อืมကျန်းကန်ကြီးရဲ့ဆိုရဆိုရင် နေလနခတ္တာရာကြီးရဲ့သွာလန်းလာလန်းဒီထိလွဲချော်စီတယ်လို့ဖော်ပြထားပါတယ်။ဒီအချက်ကတော့ဒီနိခေလူဒီယောဒနေနေစိမ့်သက်သက်ထင်နိုင်နေရှင်။လူစိတ်ကဂျိုးနခတ်တရဲ့လမ်းကြောင်းကိုဘလို့သွာလွှဲမိုးနိုင်မှာလဲ။ဒါကိုဘလို့နားလေရမလဲရှင်။ဒါကိုတက်ရရုပ်ပိုင်းဆိုင်ရာတယောက်မှုလို့မြင်တာထက်လေ။တင်စားချက်တစ်ခုအနည်းနဲ့နားလေရပိုရှိမှထင်တယ်။ ဆိုလိုတာကလူအဖွဲ့အစည်းတစ်ခုလုံးကတဘာဝတရားနဲ့တဟဇာတာမဖြစ်တော့ဘူး။အော်ဟုတ်ပြီ။အရာရာကသူ့နေရာနဲ့သူမရှိတော့ပဲဖြုတ်ဖြစ်ခစ်လာတာကိုဆိုလိုတာပေါ့။ဟုတ်ပါတယ်။အဲ့ဒီနောက်ဆက်တွဲအဖြစ်တတိယဆက်မှာလေလေတိုက်တဲ့လာရတွေပြောင်းလဲလာတယ်။လေလန်းကြောင်းတွေမမှန်တော့ဘူး။အဆုံးမှာတော့စတုတဆင့်အနေနဲ့မိုးရွာတွန်းမှုပုံစံတွေပြောင်းလဲသွားပြီးတော့မိုးကောင်းတာရေကြီးတာ မုံတိုင်းကြတာလိုမျိုးရာသီဥတုဖောက်ပြန်မှုလေဖြစ်လာတယ်လို့ရှင်းပြထားပါတယ်။ဒါဟာလူဖွဲ့စည်းရဲ့ကိုကျင့်တရားယိုယွင်းမှုနဲ့ရုပ်ပိုင်းဆိုင်ရာသဘောဝဘေးအန္တရာယ်အဖြစ်အထွန်းပြောင်းသွားတဲ့ဖြစ်စဉ်တစ်ခုပါပဲနော်။ဟုတ်ပါတယ်ခင်ဗျာ။ဘာကတော့လူဖွဲ့စည်းအကြီးကြီးတစ်ခုလုံးနဲ့ဆိုင်တဲ့အကြောင်းတရားဖော်တာဆိုရင်တဦးချင်းစီရဲ့စစ်အခြေအနေကတော့ဒီလိုသဘောဝဘေးတွေကိုဘလို့ဖိတ်ခေါ်နိုင်နေလဲ။ကျမတို့ရဲ့အချက်အလက်ဒီထဲမှာကကြီးသုံးပါဆိုတာကိုလည်းတွေ့ရလဲရှင်။ဟုတ်ပါတယ်။ဒါကပို့ပြီးတော့တဦးချင်းစီနဲ့ပိုနီဆက်တွေရှူတောင်းပါ။ လူတွေရဲ့စိတ်ကိုအစိတ်အတော့ချစ်စေတဲ့အရင်ခံတရား၃ခုကကမ္ဘာလောကကိုဒုက္ခပေးတဲ့ကပ်ဘေး၃မျိုးကိုဖြစ်စေတယ်လို့ဆိုပါတယ်ပထမတစ်ခုကဘာဖြစ်မလဲရှင်ပထမတစ်ခုကလောဘ greed ပါအစိုးမရှိတဲ့လိုချင်တတ်မှတ်မှုပေါ့ဟုတ်ကဲ့ဒီစိတ်တွေလူသားတွေမှာအလွန်အကျွံ့ကြီးစိုးလာတဲ့အခါဘာဖြစ်မလဲတဘာဝတရားစာရတွေကိုလောတာထက်ပိုပြီးတူဖို့တွန်းဆွဲမယ်မိတ်တွေကိုပိတ်ဆို့မယ်တောတွေကိုခုတ်ထွင်ရှင်းလင်းမယ် ဆိုတော့အချိုးဆက်ကတော့ဂေဟစနစ်ကိုပျက်စီးပြီးတော့ဟုတ်ပါတယ်ရာဇီဥတုတွေဖောက်ပြန်ပြီးအစားရစားရှာပါတဲ့ဒိုဖီကန်ဒရာကတ်လို့ခေါ်တဲ့အငက်ပေးစိုက်တဲ့ပါတယ်လောဘနဲ့အငက်ပေးဒါကတော်တော်လေးချိတ်ဆိတ်ရန်လဲတဲ့အတွေ့အဆက်ပဲနော်ဒုတိယတစ်ခုကဒေါသ hatred အမုန်းတရားကဘလို့ကက်ပေးမျိုးကိုဖြစ်စေနိုင်တာလဲဒါကတော့တဘာဝပတ်ဝန်းကျင်နဲ့တိုက်ရိုက်မဆိုင်လောက်ဘူးလို့ထင်ရတယ်ရှင်အစားပိုင်းမှာတော့အဲ့လိုထင်ရနိုင်ပါတယ်ခင်ဗျာဒါပဲနည်းနည်းနည်းစဉ်းစားကြည့်ပါဒေါသအမုန်းတရား သီးမခံနိုင်မှုတွေကြီးဆိုလာတဲ့အခါလူအဖွဲ့စည်းတွေကြမှာပဋိပက္ခတီဖြစ်လာတယ်အဲ့ဒီကနေစစ်ပွဲတွေဖြစ်လာတာပေါ့ဟုတ်ပါတယ်စစ်ပွဲတွေဖြစ်လာရင်ဘာတွေသုံးမလဲအဖြစ်ဆုံးအမြင်လက်နက်တွေဓာတုပစ္စည်းတွေဘုံတွေသုံးမယ်ဒါတွေကလူတွေကိုတေးစီယုံတဲ့မကဘူးနေစီလွားရေထုလေထုအလုံးကိုပါအစိတ်သစ်ပျက်စီးစေတယ်ဩဒါကြောင့်ဒေါသတရားကတတ်တန်တရာကလုတ်ခေါ်တဲ့လက်နက်ဘေးကိုဖိတ်ခေါ်တာကိုဟုတ်ပါတယ်နောက်ဆုံးတစ်ခုကတော့မောဟ delusion အမားအမှန်ကိုမခွဲခြားနိုင်တဲ့အတိညာဉ်ကိမ့်မဲ့မှုပေါ့မောဟကနေဖက်လာတဲ့ကပေးကတော့ဘယ်လိုမျိုးလဲရှင်မောဟကတော့လေတဘာဝတရားရဲ့အပြန်လန်ချိတ်ဆက်နေမှုကိုနားမလဲတာအကြောင်းတရားရဲ့တံဖိုးကိုမတီးပဲကိုလုံးချင်ရလို့တာကိုဆိုလိုတာကိုဆိုလိုပါတယ်ဥပမာဥပမာဘယ်လိုမျိုးလဲရှင်တော်ရင်တိလစ်ဆန်တဲ့နေရင်စကြတိကိုကျူးကြော်တာမျိုးပေါ့သူတို့စီကနေလူတွေစီကိုအရင်ကမရှိခဲ့ဘူးတဲ့ယောဂပိုရီကူးဆက်လာနိုင်တယ်ဆိုတဲ့အကျိုးဆက်ကိုနားမလဲတာမျိုးလေဟုတ်ကဲ့ ဂျီလိုအတိမတ်စွာပြုမှုမူတွေကယောဂန္တရာကတ်လို့ခေါ်တဲ့ကူးစက်ယောဂဘေးတွေကို ဖြစ်စေနိုင်တယ်။ COVID-19 ကတ်ယောဂဟာဒီအချက်ကိုတတ်သိပြနေတဲ့မျက်မှောက်ခေဥပမာကောင်တစ်ခုပါပဲ။ဒီနေရာမှာကျွန်မတို့သတိထားမိလာပြီ။တိပန်ပညာကယာဒီဥတုပြောင်းလဲမှုကိုရှင်းတာတဲ့အခါဖန်လုံးတက်ခွေးဒီဆက်မှုလုပ်ငန်းဒီတစ်တော်ပြုနေမှုတွေအကြောင်းပြောတယ်။ဟုတ်ပါ။တာဒီကပြဿနာဘလို့ဖြစ်တယ်လဲ။ The how ဆိုတာကို ရှင်းပြတာ။ ဒါမဲ့ခုနဆွဲနှွေးနေတဲ့ဘူတာမြင်သာတော့အဲ့ဒီဆက်မှုလုပ်ငန်းတွေတစ်တော်ပြုံးတီးမှုတွေရဲ့နောက်ွယ်ကလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာတုံအားဘာကြောင့်ဒီလိုတွေလုပ်နေကြတာလဲသူ why ဆိုတာကိုထောက်ပြနေတယ်လို့ပဲနော်ဒါကဒီဆွဲနှွေးမှုရဲ့အဓိကအချက်ပါပဲဒီရှုထောင့်တစ်ခုကတစ်ခုနဲ့တစ်ခုမဆန်ကျင်ပဲအပြန်အလှန်ဖြစ်ဆွတ်ပေးနေတာပါဘယ်လိုမျိုးဖြစ်ဆွတ်ပေးနေတာလဲရှင့်တေပံပညာကရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ကိုတိုင်းတာပြတယ်ဘုဒ္ဓစာပေက အဲ့ဒီရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို မောင်းနေနေတဲ့စိတ်ပိုင်းဆိုင်ရာအရင်ခံကို ဖော်ထုတ်ပြတယ်ဥပမာတစ်ခုကြည့်အောင်ဟုတ်ကဲ့သစ်ပံကပြောတဲ့စိတ်ယုံတွေကကာဗွန်တန်အောက်ဆိုက်တွေအများကြီးထုတ်လွတ်လို့ကဘာကြီးပူနွေးလာတယ်ဒါကဟောင်းပါဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီစိတ်ယုံတွေကို24နာရီပတ်လုံး မောင်းနေနေတဲ့စွမ်းအားကပါလေအဲ့ဒါကတော့လူသားတွေရဲ့အဆုံးမရှိတဲ့ထုတ်လုပ်လုံမှုသုံးဆွဲလုံမှုဆိုရဲလောဘပဲပေါ့နော်အတိအကျပဲလေအတတော်ပြုံးသီးမှုနဲ့ချိတ်ကြည့်ရင်လည်းဒီတိုင်းပဲပေါ့တစ်တော်တွေမရှိတော့ရင်ကာဝန်ဆုပ်ယူမှုညော့နေသွားမယ်ဆိုတာကတစ်ပတ်နေကြပဲလို့ဖြစ်တယ်ဆိုတဲ့အဖြစ်ဒါပေမဲ့ဘာကြောင့်အဲ့ဒီတစ်တော်တွေကိုအလုံးအင်းနှစ်ခုနေကြတာလဲဆိုရဲမေခွန်းရဲ့အဖြေကတော့อืมအဲ့ဒီအဖြေကတော့တဘာဝတရားကိုတန်ဖိုးမထားတဲ့မောဟနဲ့ စီဝါရဲ့အရာအမျက်ထုတ်လို့လောဘကြောင့်ဖြစ်နေတာပေါ့စစ်ပွဲတွေကြောင့်ပဝန်းကျင်ပျက်စီးတာကတော့ဒေါသနဲ့တိုက်ရိုက်ဆိုင်သွားပြီပေါ့နော်မှန်ပါတယ်ဒါကြောင့်တိဗ္ဗံမြညာကပြဿနာရဲ့အပြင်ပန်းလက္ခဏာကိုကုသဟောကျူသာအနေချိန်မှာဘုဒ္ဓဆာဝေကတော့ပြဿနာရဲ့အတွင်ပိုင်းဇိမေကိုထောက်ပြနေတာပါအဖျားတက်နေတဲ့လူနာတယောက်ကိုအဖျားတက်စေပဲပေးမလားအဖျားတက်စေတဲ့ယောဂဘောဘာတတ်မလားဆိုတဲ့ကွာခြားချက်မျိုးနဲ့တွေ့လဲနော်ဟုတ်ပါတယ်ခင်ဗျ အဲ့လိုနိုင်ရှင်လို့ရပါတယ်ဒီယူဆော့ကိုပိုပြီးလက်တွေ့ကြကြမင်းအောင်လာအောင်တမိုင်းတွေကဖျက်ရက်ဒီနဲ့ဆက်ဆက်ကြည့်ရအောင်ကျမတို့ရချတဲ့အချက်လက်တွေထဲမှာဖျားလက်ထက်ဝေသလီပြီးမှဖြစ်ခဲ့တဲ့ကပ်ပေးကြီးအကြောင်းကနမူနာကောက်တစ်ခုအနေနဲ့ပါနေပါတယ်ရှင်ဟုတ်ကဲ့ဒီအကြောင်းလေးကိုနည်းနည်းအကျဲတဝင်းပြောပြပေးနိုင်မလားရှင်ဝေသလီပြီးရဲ့ဖြစ်ရက်ကအရန်ကိုထင်ရှားရဲ့တာရကတစ်ခုပါအဲ့တုန်းကဝေသလီပြီးမှကပ်ပေးဒီတစ်ခုပြီးတစ်ခုဆင်ခဲ့ကြရောက်ခဲ့တယ်ဟုတ်ကဲ့ပထမဆုံးမိုးခေါင်လို့အငတ်ပေးစိုက်တယ် ဒါကဒူဘီခန္ဓာရကပ်ပေါ့အငတ်ဘေးကြောက်လူလေးတေဆုံးအလောင်းတွေကိုစနစ်တကျမတက်ကွန်နိုင်တော့မြို့မှာအနတ်အသက်တွေဆိုးွားပဝန်းကျင်ညံ့ညမ်းလာပြီးတော့ခုဆက်ယောဂါတွေပြန်ဝါလာတာပေါ့ဒါကယောဂန္တာရကက်ဟုတ်ပါတယ်နောက်ဆုံးမှာတော့မြို့ရဲ့စွမ်းရင်တွေရုပ်လျော့လာတဲ့အခါအဆောင်အရှောင်းမဲ့ပြီးဘီလူးလို့ခေါ်တဲ့မမီရတဲ့အန်ဒီရဲတွေပါကြားရောက်လာတယ်လို့ဆိုပါတယ်ဒီကပ်ဘေးတွေရဲ့အရင်ခံကိုရောဘီလူးတုံးတက်ခဲ့ကြတယ်လေရှင်အဲ့ဒီအခါမှာအကြောင်းရင်းကိုစစ်လိုက်တော့အဓိကချက်နှစ်ချက်ကိုတွေ့ရတယ် တကမင်းနဲ့ပြည်သူတွေရဲ့ကိုချင်းကြီးအားပြည့်ကျွင်းလာတာအဓမ္မတရားတွေထွန်းကားလာတာဟုတ်ကဲ့နှစ်ကတော့ရိုးပိုင်းဆိုင်ရာပဝန်းကျင်မတန်ရှင်းတော့တာဒီအချက်နှစ်ချက်ကြောင့်မြို့ရဲ့ကောင်းတော်ဆွိုင်းရင်တွေပျောက်ဆုံးပြီးကပ်ဘေးတွေကြားရောက်လာတာလို့တုံတက်ခဲ့ကြတယ်ဒီပြဿနာကိုမြတ်စွာဘုရားကဘလို့ဖြေရှင်းပေးခဲ့တာလဲဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရှင်မြတ်စွာဘုရားကဝေသာလိပိကိုကြွားချီပြီးပြဿနာကို စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပါနှစ်မျိုးလုံးဖြေရှင်းပေးခဲ့ပါတယ်ဟုတ်ကဲ့ ပထမဆုံးအနေနဲ့လူတွေရဲ့စိတ်ကို ပြန်လဲတည်ငြိမ်စေဖို့ကောင်းသောစွမ်းအင်တွေပြန်လဲရရှိစေဖို့ယရနာတုတ်ကိုဟောကြားတော်မူခဲ့တယ်။อืมတန်ဃာတော်တွေကအဲ့ဒီတုတ်တော်ကိုရွတ်ဖတ်ပြီးမေတ္တာတတ်တည်လွှမ်းခြုံစေတဲ့ပရိယေတွေကိုမြို့အနှံ့လိုက်လံပတ်ဖျံခဲ့တယ်။အဲ့ဒီအခါမှာဘာတွေဖြစ်လာလဲရှင်။အဲ့ဒီအခါမှာမိုးကြီးတချမ်းရွာချပြီးမြို့ပေါ်ကအညစ်အကြေးတွေယောဂပုံမွာတွေကိုစေချောတန့်စင်သွားစေကား ကပေးတွေတဖြည်းဖြည်းငြိမ်းအဲထွားခဲ့တယ်လို့ဆိုပါတယ်ဆိုတော့ဒီဥပမာကစစ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုနဲ့ရုပ်ပိုင်းဆိုင်ရာတန့်ရှင်းရေးဟာတွင်တွင်းနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပေါ့နော်အတိအကျပါပဲခင်ဗျာဒါတကယ်ကိုအကောင့်တဲ့ဥပမာတစ်ခုပဲဒါပေမဲ့ဒီနေ့ခေတ်တယောက်ကတော့ဒါကိုကြားရင်မိုးရွာတာကတိုက်ဆိုင်မှုတစ်ခုဖြစ်နေတာပဲပြည်ရွလို့မိုးရွာတယ်ဆိုတာကယုံလန်းစကားတစ်ခုမဟုတ်လားလို့မေခွန်းထုံးနိုင်နေရှင်ဒါကအရင်ကောင်းတဲ့မေခွန်းပါဒီနေရာမှာအဓိကနားလည်ရမှာကပြိတ်ဆိုတာ ရွက်လိုက်တဲ့နဲ့ချက်ချင်းအကျူးထူးရတဲ့မျက်လက်တစ်ခုလို့မဟုတ်ပါဘူး။ဟုတ်ကဲ့။ပရိဆိုတာကာကွယ်ပြီးချင်းလို့အထိပ်ပေးရတယ်။ဘာကိုကာကွယ်တာလဲဆိုတော့မကောင်းတဲ့စိတ်ခိုင်းတဲ့အပြတ်သဘောဆောင်တဲ့စွမ်းရည်တွေကိုကာကွယ်တာပါ။အော်ဟုတ်ပြီ။လူများစုပေါင်းပြီးကြည်လင်းတဲ့စိတ်နဲ့မေတ္တာတရားကိုအာရုံပြုလိုက်တဲ့အခါအဲ့ဒီနေရာရဲ့ပဝီးကျင်တွန်ခါမှု vibration ဟာအပြူတဘောဆောင်တဲ့ပတ်ကိုပြောင်းလဲသွားတယ်။ အဲ့ဒီလိုအေးချမ်းတဲ့စွမ်းရင်ကတဘာဝတရားရဲ့ဟန်ချက်ညီမှုကိုပြန်လည်ဖိတ်ခေါ်တယ်လို့ယူဆတာပါဆိုတော့တိုက်ဆိုင်မှုလို့မြင်နိုင်သလိုစိတ်စွမ်းရင်ကတဘာဝတရားပေါ်တိမ်မွေးစွာတည်ရောက်မှုရှိတယ်လို့လည်းရှုမြင်နိုင်တာပေါ့နော်ဟုတ်ပါတယ်ရှုမြင်နိုင်ပါတယ်ဟုတ်ပါပြီဒါဆိုရင်မြတ်မွေးဖြစ်မှုမှာတစ်ခုလောက်ထက်ကြည့်အောင်ကျမတို့မကြာခဏကြားနေရတဲ့ El Niño နဲ့ La Niña ဖြစ်စဉ်တွေကရောတက်ပံပညာကတော့ဒါတွေကို Pacific သမုဒ္ဒရာရဲ့ရေမျက်နှာပြန်ပူချင်းပြောင်းလဲမှုကြောင့်လို့ရှင်းပြတယ်ဟုတ်ကဲ့ ဒီဖြစ်စဉ်တွေကိုရောဗုဒ္ဓမြင်နဲ့ဘလို့ချိတ်ဆက်ကြည့်လို့ရမလဲရှင်ချိတ်ဆက်လို့ရပါတယ်ခင်ဗျတိပ္ပံပညာရဲ့အရှင်းပြချက်ကမှန်ပါတယ်ဒါကဘလို့ဖြစ်တယ်လဲဆိုတဲ့အပိုင်းပေါ့ဒါပေမဲ့ကျွန်တော်တို့ကဘာကြောင့်အဲ့ဒီသမုဒ္ဒရာရည်ပြန်အပူချင်းတယ်ဒီလောက်အပြောင်းလဲမြန်လာတာလဲဆိုတာကိုစက်ပူမင်းဝန်ထိုးရပါမယ်အဖြေကတော့ကဘာကြီးပူနွေးမှုကြောင့်ပေါ့ဟုတ်ပါတယ်ကဘာကြီးဘာကြောင့်ပူနွေးလာတာလဲအထူးကအဖြစ်ရုပ်ကျွင်းလုံစာတွေကိုအလွန်အကျွံသုံးဆွဲလို့ပါ အဲ့ဒီရုပ်ချင်းလောင်စာတွေကိုဘာကြောင့်ဒီလောက်အလွန်အကျွံသုံးဆွဲနေရတာလဲ။အဆုံးစုံမှာတော့လူသားတွေရဲ့ကာမဂုဏ်ကိုခံစားလို့မှုအစမတတ်မြင်မှချင်းပိုကားတဲ့ကားတဲ့စီးချင်းပိုကြီးတဲ့အိမ်တွေမှာနေချင်းပိုခင့်မိတဲ့ပစ္စည်းတွေသုံးချင်းဆိုတဲ့မယမနာနိုင်တဲ့လောဘစိတ်ဆန္ဒတွေစီးကိုပဲပြန်ရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။အရင်ခံကြုံကစိတ်ပဲဆိုကြစီကိုပြန်ရောက်သွားတာပဲနော်။ဟုတ်ပါတယ်ခင်ဗျာ။ ရှင်းပါပြီ။ဒါဆိုရင်ပြဿနာရဲ့အရင်းမြစ်ကလူတွေရဲ့စိတ်ထဲမှာရှိနေတယ်ဆိုတာကိုကျွန်တော်တို့နားလည်လာကြပါပြီ။ဒါဆိုရင်အရေးကြီးဆုံးမေးခွန်းကဒီပြဿနာတွေကိုဖြေရှင်းဖို့လက်တွေ့ကြတဲ့နီလန်တွေကိုရောဗုဒ္ဓစာပေမှာဘလို့များညွန့်ပြထားပါသလဲရှင်။လက်တွေ့ကြပြီးရှင်းလင်းတဲ့နီလန်သုံးတွယ်ကိုဟောကြားထားပါဗျ။ပရမတ်ခိုးကတော့ရိုးရှင်းပြီးအလုံးလုံးနိုင်တဲ့အရာပါပဲ။တဘာဝတရားကိုတိုက်ရိုက်ဆောင်ရှောက်ခြင်းပါတဘာဝတရားကိုတိုက်ရိုက်ဆောင်ရှောက်ခြင်းဟုတ်ပါတယ်တန်ယုတ်တနေကလာဝနရောဘတ်တို့မှာ တပင်ဆိုင်ပြိုးချင်းစိမ့်လန်းဆိုပြီးအောင်ဖန်တီးချင်းဟာနေရောညပါကုတူတူပွားစီတဲ့လက်ရဖြစ်တယ်လို့ဟောထားတယ်ဟုတ်ကဲ့ဒီနေရာမှာကုတူဆိုတာကိုဘာသာရေးအမြင်နဲ့ပဲကြည့်စလာမလို့ပါဘူးတပင်တပင်ဆိုင်လိုက်တာဟာကဘာအီကိုအောက်ဆီဂျင်ပေးတယ်အပူချင်းကိုထိန်းကြည့်ပေးတယ်ဂေယာဆလစ်ကိုအထောက်ခုပြုတယ်ဒါဟာကဘာမြေအပေါ်ထားရှိရမယ်ဓမ္မဒါဝင်တစ်ခုကိုထမ်းဆောင်လိုက်တာပါပဲ တစ်ပင်စိုက်တာကိုဖျားရှိခိုးတာနဲ့တန်းတို့ကုတူရတဲ့အလို့တခုဖြစ်ရှုမြင်ထားတာကတော်တော်ပြည့်အားကောင်းတဲ့တိုက်တွန်းမှုပဲနော်ဒုတိယနီလန်းကတော့ဘာဖြစ်မလဲရှင်ဒုတိယနီလန်းကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့များကြည့်ဖို့သက်ဆိုင်ပါတယ်အဲ့ဒါကတော့ရောင်းရည်တင်တင်မှုတန်းတို့ထိဖြင့်တွန်းဆွဲမှုကိုရှော့ချင်းပါပဲအော်ဒီနေ့ခေတ်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေပြောနေတဲ့ reduce reuse recycle ဆိုတဲ့စောင့်ဘိုးရဲ့ရှေ့ကြားတဲ့ဗားရှင်ပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဘုဒ္ဓဆာပေမှာတန်းတို့ထိပရမန္တနာ ရောင်းရခြင်းဒီအမျက်စွန်ဥစာလို့ဟောကြားထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒီအစိုးမှာကိုဘာသာရေးစကလုံးတစ်ခုအဖြစ်တဲ့သဘောထားနေကြတယ်ဒါပေမဲ့လက်တွေ့မှာဒါဟာသဘာဝပတ်ဝန်းကျင်ကိုကဲတင်ဖို့အထောက်အဆုံလက်နက်တစ်ခုပါဘယ်လိုမျိုးလဲရှင်မလိုအပ်ပဲအလွန်ကျွမ်းဝဲယူတုံးဆွဲတာကိုရှင်းချလိုက်တာ ਨੇ ကိုယ့်ရဲ့လောဘကိုထိန်းချုပ်လိုက်တာနဲ့တဘာဝတင်ယံဇာတတွေအလွန်ကျွမ်းထုတ်ယူနေရတဲ့ကပကုံထုတ်လုံးမှုစတီတခုလုံးကိုအရှင်စစ်ရှော့ချပေးရရောက်ပါတယ်ဒီအချက်ကတော်တော်လေးစဉ်းစားစရာပဲ contentment ဆိုတာကိုယ်စိတ်ချမ်းသာဖို့လောက်ပဲထင်ထားတာတကယ်တမ်းမှာကဘာကြီးကိုကဲတင်နိုင်တဲ့အခြေဆွမ်းဝါရှိတဲ့အကျင့်တစ်ခုဖြစ်နေတာ哦ဟုတ်ပါတယ်ဒါဆိုရင်နောက်ဆုံးတစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပူပြီးသက်ဆိုင်မယ်ထင်တယ်နော်ဟုတ်ပါတယ်တတိယနည်းလမ်းလာတော့ အခြေခံအကြဆုံးနဲ့အစွမ်းထက်ဆုံးထိတဲ့မေတ္တာဘာဝနာပွားများခြင်းပါလောကကို အဖူမပေးဘဲမေတ္တာဖြင့်အေးမြစေပါ ဆိုတဲ့ဆုံးမစကားတိုင်းပါပဲဟုတ်ကဲ့မေတ္တာတရားဆိုတာစိတ်ကူးတဲကအရာတခုမဟုတ်ပဲသူမှအေးမြတဲ့တုံ့ကံမှု cooling vibration ရှိတယ်လို့ဆိုပါတယ်စိတ်ဝင်စားစရာပဲနော်လူများစုရဲ့စိတ်တွေကဒေါသအမုန်းတရားတွေနဲ့ပူလောင်ကြမ်းတမ်းနေရင်အဲ့ဒီစူပေါင်း6ဆွိုင်းက ပဝင်းကျင်ကိုပါပူလောင်ကြမ်းတမ်းစေပြီးယာတီဥတုကကြမ်းတမ်းတတ်တယ်။အင်းလူအများစုရဲ့စိတ်ထားကမေတ္တာတရားနဲ့နူးညံ့အေးချမ်းနေရင်ယာတီဥတုကမျှတာအေးချမ်းတတ်တယ်လို့ဆရာတော်ကြီးတွေကမင့်ကြားလေးရှိပါတယ်။ဒါကယောဂပိုင်းဆိုင်ရာတတ်တယ်ပြဟုခက်ခဲပေမဲ့ကိုပဝင်းကျင်မှာစိတ်တူနေတဲ့လူတယောက်ရှိနေရင်ကိုပါမနေတတ်မထမ်းတတ်ထလာလို့ပါပဲ။ဟုတ်ပါတယ်။စူပေါင်းစိတ်အစဉ်ကပဝင်းကျင်ကိုတက်ရောက်မှုရှိတာပေါ့နော်။အတည်ကြပါပဲ။ဒါဆိုရင်ဒီဖြည့်ရှင်တဲ့တုံးချက်ကို ချုံကုန်ပြီးပြန်ကောက်ရရင်တော့ပထမဆုံးတီလရှိရမယ်ဆိုလိုတာလားတက်ပြင်ဆိုင်တာပလတ်စတစ်ရှော့တုံးကလိုမျိုးပဝန်းကျင်ကို မဖျက်ဆီးတဲ့ကိုကျင့်တရားနဲ့နေထိုင်ရမယ်ဟုတ်ပါတယ်ဒူးလျန်ကမေတ္တာပွားရမယ်တတော်အလုံးနဲ့ကဘာမီကိုချစ်ခင်တဲ့စိတ်နဲ့ဆက်ဆံရမယ်နောက်ဆုံးတစ်ခုကတော့ပညာနဲ့ဆင်ခြင်ရမယ်ဆိုလိုတာက ဒီလိုလုံရတီရဲ့အကြောင်းနဲ့အကျိုးကို နားလည်ပြီးလက်တွေ့ကြကြညာနဲ့ရှင်ပြီးလုံဆောင်ရမယ်ဆိုတဲ့သဘောပေါ့နော်။တာဟာဘုဒ္ဓအလိုတော်ကြနဲ့သိပ္ပံတိချက်ပုံစံထားတဲ့ပြပြဆုံးတဲ့ဖြည့်ရှင်းနေလန်းရှင်ဖြစ်ပါတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာ။ရုပ်ပိုင်းဆိုင်ရာလုံဆောင်မှုရောစိတ်ပိုင်းဆိုင်ရာပြုဖြစ်မှုပါနှစ်ခုလုံးတပြိုင်တည်းလုံဆောင်သွားရမှာပါ။ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးကို ပြန်ပြီးချုပ်လိုက်ရရင်တော့ ရာထေဥတုပြေတနာကိုဖြည့်ရှင်းဖို့ဆိုလာပြားဒီတက်စင်တာလက်စကားဒီပြောင်းတုံးတာလိုမျိုးဤပညာဒီမူဝါဒဒီလိုအပ်တာမှန်ပါတယ်။อืมမှန်ပါတယ်။ဒါပေမဲ့ဒါဒီကပြေတနာရဲ့အကန့်အခတ်တွေကိုပဲရှင်းလင်းနေတာနဲ့တူနေနိုင်တယ်။ရေရှည်တည်ရတဲ့အဖြေကတော့ပြေတနာရဲ့အမျက်ဖြစ်တဲ့လူသားတွေရဲ့လောဘဒေါသမောဟဒီကိုထိန်းချုပ်နိုင်မှပြောင်းလဲနိုင်မှဖြစ်မယ်ဆိုတဲ့အချက်ပါပဲ။ဟုတ်ပါတယ်။ ကျေလူကြီးပြောတယ်လို့စိတ်ရရှင်ကဆိုင်စိတ်မြရှင်ကပြဆိုတာတကယ်ကိုမင်္ဂနဲ့အဆုံးမတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်ရှင်။ဟုတ်ပါပဲ။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရရှိထားတဲ့အချက်လက်တွေကစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပြောပါချင်း။မဟာပရိနိဗ္ဗာန်တော့မှာမြတ်စွာဘုရားကငရင်လူရခြင်းအကြောင်းရင်းရှစ်ချက်ကိုဟောကြားခဲ့ပါတယ်။အဲ့ဒီထဲမှာတဘာဝတရားအရာမြေလွာတယ်လှုပ်ရှားတာလေရက်တွေလှုပ်ရှားတာလိုမျိုး တစ်ပါနေကြအချက်တွေပါဝင်တယ်လို့ဟုတ်ကဲ့တခုဤတပါကြီးမာတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးတွေကမြေကြီးကိုတုံလုံအောင်အတ္တိထာနိုင်တယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်တစ်စက္ကလုံနော်ဒါဆိုရင်ကျန်းကအရာလူတယောက်ရဲ့စိတ်ဆွမ်းရင်ကမြေကြီးတစ်ခုလုံးကိုတွန့်ခါသွားအောင်လုံနိုင်စွမ်းရှိတယ်လို့ဆိုလိုတာလားရှင်ဒါကတော်တော်ကြီးမားတဲ့အဆိုးတစ်ခုပဲဒါကိုပကတိအကိုင်းတားရယူစားမှာလားတမို့တင်စားချက်တစ်ခုလားဒါကအဒီပေကောက်ယူပုံအမျိုးမျိုးရှိနိုင်တဲ့အချက်ပါပဲတစ်ဖက်မှာတော့ဒါဟာ ထူးခြားတဲ့စိတ်ဆွမ်းအင်ရဲ့အဆွမ်းကိုပြတာလို့ယူဆနိုင်တယ်။ဟုတ်ကဲ့။ဒါပေမဲ့ပိုကျေပြန်းတဲ့မြင်နဲ့ကြည့်မယ်ဆိုရင်လေတဦးတယောက်ရဲ့အားကောင်းတဲ့စိတ်ဆွမ်းအင်ကတောင်ရုပ်ဝတ္ထုကဘာကိုဒီလောက်တည်ရောက်နိုင်ဆွမ်းရှိတယ်ဆိုရင်ကဘာပေါ်မှာရှိတဲ့လူတန်းထောင်ပေါင်းများစွာရဲ့စုပေါင်းစိတ်အစဉ်မှာလောဘဒေါသမောဟတွေနဲ့ပူလောင်နေတဲ့ဆွမ်းအင်တွေတုန်ခါမှုတွေကကဘာမြေကြီးပေါ်ဘလောက်တောင်တည်ရောက်မှုရှိနေနိုင်မလဲဆိုတာကိုစဉ်းစားစရာပေးနေတာပါ။အင်းတကယ်ပဲစဉ်းစားစရာပဲနော်။ ဒီနေ့ခေတ်မှာငလျင်တွေပိုလုတ်လာတယ်မီးတောင်တွေပိုပေါက်ကွဲလာတယ်လို့သတင်းတွေမှာကြားနေရတဲ့အခါကျွန်တော်တို့အတွက်မေးခွန်းတစ်ခုကြံတဲ့ပါတယ်ဘယ်လိုမေးခွန်းမျိုးလဲရှင်ကျွန်တော်တို့ဟာကမ္ဘာမြေလွာတွေရဲ့ရွေလျောက်မှုကိုမဲသက်တည်ခံရလားဒါမှမဟုတ်လူသားမျိုးနွယ်တစ်ခုလုံးရဲ့စုပေါင်းစိတ်အစဉ်တွေကပူလောင်မှုတွေမငင်းချမှုတွေရဲ့ရုပ်ပိုင်းဆံရာတုံခါမှုကိုပါတစိတ်တစ်ပိုင်းခံစားနေရတာများလားဆိုတာပါပဲ Welcome to MM Thinker. Please subscribe and don't forget to like, comment and share.